ကျွန်တော်တို့ရန်သူကကျွန်တော်တို့အသေးစိတ်ချင်တယ်ကျွန်တော်တို့ကရှင်အောင်နေဖို့လိုတယ်ကျွန်တော်တို့ရန်သူကကျွန်တော်တို့ရဲ့ရိုးရာဓလေ့တွေကိုဖျက်ဆီးချင်တယ်မချင်းချင်းပါခွင့်မပေးချင်ကျွန်တော်တို့ရအောင်ချင်းပါရမယ်ကျွန်တော်တို့စာမတင်နိုင်အောင်စာတင်ကြောင်းတွေဘုံချဲတယ်ကျွန်တော်တို့ရအောင်စာတင်ရမယ်စီးရုံတွေဘုံချဲတယ်ရအောင်ကျွန်တော်စီးပူရမယ်ကျွန်တော်တာကတော်လည်းရေးပဲဖြစ်အာနာရှင်ကိုအဆုံးထိဆက်ပြီးတော့စီဒီအန်လုပ်မယ်ရတဲ့နေရာအနေရောရတယ်လို့ထောက်ပံ့တော်လှန်မယ်ပေါ့ ဒေါ်လာရေးအောင်မြင်မယ်လို့တကယ်ယုံကြည်တယ်ဗောနယုံကြည်လို့လဲဟိုနောက်မဆုတ်တာဗောอืมလူချင်းဆုံးဖြစ်ချင်းဆုံးစိတ်ဆန္ဒတစ်ခုပြောပါဆိုရင်တော့ဒီစစ်အာဏာရှင်ကြဆုံးဖို့ပဲကျွန်တော်တို့စီမှာရွေးကောက်ပွဲကိုခွင့်ပြုမလားမပြုမလားဆိုတော့တကယ်ဆိုရင်မေးเสียလဲမလို့ဘူးဖြေเสียလဲမလို့ဘူးဗောတကယ်မှန်မှန်ကန်ကန်လုပ်မယ်ဆိုရင်သူလူထုရဲ့ယုံကြည်မှုကိုရဖို့အတွက် ဥမာဗျာအသက်80ကျော်နေဒေါအောင်ဆန်းစုကြည်ကိုလွတ်ပေးလိုက်ပေါ့ဒေါ်လာမျိုးတွေအားလုံးပဲမင်္ဂလာပါဆရောစတေမလာ22မှာ6ရက်နေ့အတွက်ပထမဦးစွာဒေါ်လာရင်းနဲ့ပတ်သက်တဲ့သတင်းဥသတင်းထုတွေသတင်းကောင်းလေးတွေကိုရေးဦးစွာ ပြောပြပေးကြပါတယ်ပြီးတော့ကျွန်တော်ဗီဒီယိုတွေကို reaction လုပ်ပေးပါမယ်ပထမဦးဆုံးသတင်းလေးကတော့မကွေးတိုင်းမြိုင်မြို့နယ်တွင်မပြူရွာကနေပြီးတော့မှငားမြရန်ထွက်လာတဲ့ဂျမ်ဘတ်စက်သားတွေကိုပြစ်ကတ်တိုက်ခတ်ရမှာ ၃ဦးသေဆုံးပြီးတော့မှတနက်တလက်သိသိရမိခဲ့တဲ့အကြောင်းကို data race စစ်ရေးသတင်းမြစ်တွေနဲ့ data ကန်ပြည်သူတွေရဲ့ပြောပြချက်တွေကကျွန်တော်သိရတယ်စက်တင်ဘာလ22မှာ၈ရက်နေ့မှာမြန်မြွနဲ့တောင်ပိုင်းတွင်းမပြူစောရီရွာကနေပြီးတော့မှစစ်သား၅ယောက်ကရွာနောက်ဘက်မှာရှိတဲ့ဆဲမှာ၅မြိုင်ရန်ထွက်လာစမှာတော်လိုင်းတပ်ဖွဲ့ဝင်တွေနဲ့ပြစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်ဒီပြစ်ခတ်တိုက်ခိုက်မှုအတွင်းမှာအချမ်းဘက်စစ်တပ်က၃ဦးသေဆုံးခဲ့ပါတယ် MA မျိုးစာတနက်တလက်နဲ့ခဲရန်ကိုလည်းကျွန်တော်ညီကိုရီကတင်းစီရမိခဲ့တယ်လို့သိရပါတယ်ဆိုတော့လက်ရှိမှာ အဲကျွန်တော်၃កောင်သေးတယ်တနက်တက်လိုက်ရတယ်၅កောင်မှာ၃កောင်သေးပြီးတော့မှတနက်တက်လိုက်ရတယ်ဆိုတာပြောမှဆိုကျွန်တော်တို့ညီကိုရဲ့ကြီးမားတဲ့အောင်မြင်မှုဖြစ်ပါတယ်ဒီမစ်ရှင်ကိုလှုပ်ဆောင်ခဲ့တဲ့ညီကိုများလည်းကျေးဇူးများကြီးတင်ပါတယ်ဆက်ပြီးတော့မှ fight ပြီးပါအောင်ဆက်ပြီးတော့မှဂျုံပြီးပါအောင်စစ်ခွေးကင်းစင်တဲ့မျိုးဖြစ်အောင်လို့ကြိုးစားပြီးပါအောင်လို့ဒီနေရာကနေပြီးတော့ပလာတာကြီးကတောင်းဆိုခြင်းပါတယ် နောက်ထပ်သတင်းလေးကတော့ပဲခူးတိုင်းအုပ်ဖို့မြို့နယ်မှာစစ်မှုတန်းကြီးလားစင်ကောက်ခတ်ပြီးတော့မှငွေချေးမပေးနိုင်တဲ့သူတွေကိုစစ်တပ်တွေခေါ်ပြီးတော့မှပေါ်တာဆွဲဖမ်းဆီးနေတဲ့ယာဉ်မှုမြင့်အောင်ဆိုတဲ့ကောင်ပြစ်ခတ်ပြီးတော့မှသေဆုံးခဲ့ရတဲ့အကြောင်းကို American တရင်383ညနဲ့တခွဲက Black Tiger ကပြောကြားတခွဲကတာဝန်ရှိသူတူကပြောပါတယ်ဆိုတော့ဒီကောင်ပြစ်ခတ်ရတဲ့ပုံစံကကြတော့နည်းနည်းလေးထူကြတယ်အဲ့ဒါပါလဲဆိုတော့ဒီကောင်နေမှာတော့ပြစ်ခတ်လိုက်ရတယ်ပေါ့နော်ဆိုတော့ဒီကောင်ကပြောမယ်ဆိုရင် ဒါကျွန်တော်တို့ညီကိုရော်တွေကဒီကောင်ကို၄ချက်ပြလိုက်တယ်၄ချက်ပြလိုက်တဲ့မှာဒီကောင်၃ချက်မှန်ပြီးတော့မှတေခဲ့တာပေါ့နော်ဆိုတော့ဒီကောင်ကပြောမှဆိုရင်ဒီတွေ့မှသူရှိနေတာပေါ့ဗျာတဲ့မှာကျွန်တော်တို့ညီကိုရော်တွေကရဲဘော်တွေကအိမ်ထဲဝင်သွားတော့ဒါစစ်ခွေးတွေထင်ပြီးတော့မှဆရာတို့ကဘယ်တက်ဆက်ရလဲဆိုပြီးတော့မေးတယ်ဆရာတို့ရဲ့လက်ဖေးအကျန်းတောက်ပါအောင်လက်ဖက်တော့ဦးမယ်ပြောပြီးထားတဲ့အချိန်မှာတနက်နေ့၄ချက်ပြလိုက်တာပေါ့နော်၄ချက်ပြလိုက်တဲ့အချိန်မှာ၃ချက်ထိပြီးဒီကောင်ရှော့သွားတာပေါ့အဲ့တော့အဲ့ဒီအိမ်ထဲမိုင်ဝက်လောက်နဲ့ဝေးတယ်ပေါ့နော်မိုင်ဝက်လောက်ပဲဝေးတဲ့နေရာမှာခမရ6ကစစ်ခွေးတက်ရှိတယ်ပေါ့နော် ဆိုတော့စကွေးတက်ရှိနေတော့ကျွန်တော်တို့ရဲဘော်တွေကိုပေါ့နော်သူကစစ်ခွေးလို့ထင်သွားတာတဲ့အဲ့တော့ငေါဦးညီကိုရော်တွေကလည်းပြောမှဆိုရင်အယောင်ဆောင်ဖြူဟာနဲ့ပြန်ပြီးတော့မှဒီကောင်ကိုရှင်းပလိုက်တာပေါ့နော်အဲ့တော့အားရပါတယ်ကျင်းတ်ပါတယ်တာယာဝရီခင်တရင်383ညနဲ့တခွဲငါဘလက်တိုက်ကပျောက်ကြားတခွဲညီကိုများတာဝန်ချပါတယ်လို့ပြောချင်ပါတယ်နောက်ထပ်တဲ့တင်လေးကတော့ဒါကြောင့်တနင်္လာနေ့တိုင်းဘုတ်ပြင်းမြို့နယ်အလဲမန်ချေးရွာမှာတရား ကျိုးကြမှုကြောင့်ဒူရဲအုပ်မောင်းကိုကိုဆိုတဲ့နွားကရေထဲပြုတ်ကျပြီးတော့မှသေဆုံးသွားတဲ့အကြောင်းကိုဒေသခံပြည်သူတွေရဲ့ပြောပြချက်တွေကသိရပါတယ်ဆိုတော့ဒါပြောမယ်ဆိုရင်အလဲမန်ရွာတရားကတရားဟောင်းပေါ့နော်လူတွေဖြတ်တန်းချိန်မှာဝိတ်များပြီးတော့မှကျိုးကြတာတေသွားရဲ့ရဲကဘိတ်ကသူစနီးကလည်းဘိတ်ကပဲတာဝန်ကျတဲ့ဗုတ်ပြင်းကိုပြောင်းရွှေ့တာဝန်ထမ်းဆောင်နေတဲ့မှာဒီကောင်ကကာလန္တာတိုင်းမိုးဝေးကြိုက်သွားတာပေါ့နော်အဲ့တော့နာယီတကြူပြီးသွားပြီတဲ့ဗုတ်ပြင်းကနေဘိတ်ကိုပြန်มาဖြစ်သွားတာဆိုပြီးတော့မှဘိတ်မျိုးကဒေသခံပြည်သူတို့ကပြောပါတယ် ဒီမှာထူးခြားချက်တစ်ခုကပါလဲဆိုတော့ဒီခွေးတရောင်းသားပေါ့နော်ဒီကောင်ဒီခွေးတရောင်းသားဒူရဲအုပ်နော်ကိုကိုဆိုတဲ့အကောင်ကပြောမှထင်ရတာကျွန်တော်တို့ပုံပြင်းကပေါ့နော်အဲကျွန်တော်တို့ဒီပုံပြင်းမှာဒီကောင်ကလက်ရှိမှာတော့တာဝန်ချနေပေါ့နော်ဒီကောင်ဘိတ်ကကောင်ဆိုတော့ဒီဘိတ် energy ကိုစလေဟောင်းရဲ့အကိုဖြစ်သူကိုဖမ်းခဲ့တဲ့ကောင်လည်းဖြစ်ပါတယ်ဆိုတော့ပြောမှဆိုရင်ကိုပြုတိကံပဲ့တင်တဲ့ကိုတန်ပြလာရဆိုတဲ့သဘောမျိုးပဲခွေးတရောင်းသားအခုသူလုပ်ခဲ့တဲ့အလုံဆောင်ချက်တွေအတွက် ကျွန်တော်တို့တော့လုံးဆရာမလို့သဘာဝတရားကြီးရဲ့ဒီကောင်းတို့တန်ခတ်သွားတယ်တွေ့တယ်မလားကြည်စံတစ်ချက်မှမတုံးလိုက်ရပဲတဲ့ကျွန်တော်တို့ညီကိုတော်တွေအောင်မြင်မှုဒါကိုကျွန်တော်ကပြောချင်တာโอเคဆိုတော့နောက်ထပ်ဒါကျွန်တော်တို့သတင်းလေးနားဆင်ကြည့်အောင်ပါအဲဒါကတော့ဒါကျွန်တော်တို့တနင်္လာနေ့တိုင်းပေါ့နော်တဝယ်မြို့နယ်ပကာရီကြီးပါရကန်းစိန်ဘုံကြီးเจ้าမှာတဆွဲထားတဲ့ဒါကျွန်တော်တို့စစ်ကော်မရှင်တပ်သားတွေစစ်သားတွေစစ်ခွေးတွေခွေးသားတွေကိုကျွန်တော်ညီကိုတော်တွေကဝိုင်းဝန်းပြီးတော့မှတိုက်ခတ်လိုက်တယ်အဲ့ဒီအချိန်မှာဒီကောင်တွေ9ယောက်မွေးငါဖြစ်သွားတယ်ပေါ့နော်9ကောင်မွေးငါဖြစ်သွားတယ်ဆိုတော့ ဒီကျွန်တော်စက်တင်ဘာလ14ရက်နေ့ရပါတော့တဝယ်ထီခီလမ်းပိုင်းမှာရှိတဲ့ပကာရီကြီးရရကန်းစင်ဘုံကြီးကျောင်းမှာယာယီတဆွဲထားတဲ့ဆဲအုပ်စုကိုတော်လန်ရေးဘူပေါင်းတပ်ဖွဲ့ဝင်တွေကဝင်ရောက်တိုက်ခတ်ခဲ့တယ်။ဆိုတော့လက်ရှိချိန်ဒီကူမှာတိုက်ပွဲက2ရက်ကြာမြင့်ခဲ့တာပါတော့2ရက်မှာဒါကျွန်တော်စစ်ကော်မရှင်အဖွဲ့ရနေပြီးတော့မှတက်ချက်ကြီးအစင်ရှိ2ယောက်အပါဝင်9ယောက်တိတ်ဆုံးခဲ့တယ်။ဒူဘုံမူကြီး1ယောက်အပါဝင်9ယောက်ထိရိုက်ဒဏ်ရာရှိခဲ့တယ်လို့သိရတယ်။ဆိုတော့တိုက်ပွဲအတွင်းမှာ MA1 တနက်တလန်ကြီးပေါက်၄ခု79ဘုံနှလုံး60မမနှလုံးနဲ့ Firefighter ကြီး200တို့တိတ်စီရမိခဲ့တယ်လို့ကြည့်ရတယ်။နောက်ဆိုတော့ ဒီတိုက်ခိုက်မှုကတော့ဒါပြောရမယ်ဆိုရင်ဒါ DNL Dura စစ်ကြောင်းเนาะတဝဲအမျိုးသားလူမျိုးရေးတက်တော့တဝဲပြည်သူလူမျိုးရေးတက်ဖွဲ့ TPLF AD မှုပြောက်ကြတက်ဖွဲ့ဒါကျွန်တော်တို့အများကြီးပါပဲချက်တဲ့နဲ့ဘီလုံးပြောက်ကြတက်ဖွဲ့တဝဲ Gorilla Revolutionary Force DGRF တဝဲခရိုင်တပ်ပေါင်းစုဒေါနာတခွဲခွန်နဲ့တဝဲအရှိတော်တက်ဖွဲ့ DEF တို့ကပူးပေါင်းပြီးတော့မှလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်ဆိုတော့ဒါပြောမယ်ဆိုရင်စင်မကောင်းဆောင်လည်းပဲပြောပြရသေးတယ်ကျွန်တော်တို့ရဲ့တော်လိုင်းရေးဘော်တူလဲဒီတိုက်ပွဲမှာပေါ့နော်နှစ်ရက်တာတက်ဖွဲ့မှာ ဒါကျွန်တော်မြင့်မြတ်စွာကြာဆုံးခဲ့တယ်ဗောနော်ဒါလေးကိုလည်းမိသားစုတွေကိုစိတ်မကောင်းစွာနဲ့ပြောပြတာဗောနော်ဟုတ်ကဲ့ပါတော်ဒီရဲဘော်လေးလေးကောင်းရမွေရောက်ပါစေလို့ကျွန်တော်ပလတ်ရဲဆွတောင်းပေးပါတယ်ဟိုခွေးကောင်ခုနှစ်ကောင်ကတော့တူတူပဲတင်းညာရဲ့ရောက်ပါဗျဟုတ်ကဲ့ပါတရင်လေးနားဆင်ပြီးတဲ့နောက်မှာဗီဒီယိုဖိုင်လေးကြည့်အောင်ပါပရမဟုစွာမိသားစုတွေကိုဒါကျွန်တော်တို့ရဲဘော်တမန်းကြဗောနော်ရဲဘော်တမန်းကြနေပြီးတော့ PDF တက်ရင်838ကတက်ခွဲတက်ကတက်ခွဲမှုရဲဘော်တမန်းကြရဲ့ဒီလက်ရှိမြေပြင်မှာရဲဘော်တွေရဲမေးတွေကြုံထွင်နေရတဲ့အခက်အခဲလေးတစ်ခုကို သူ့အနေနဲ့ပြောပြလာပါတယ်နားထောင်ကြည့်အောင်ပါလို့ရှိရင်ကျွန်တော်တို့ဟိုဂန်းလူရတဲ့ကိစ္စပဲပေါ့အာသူတွားပြီးပြီးငါတွားပြီးပြီးအလူညင်းပေါ့နော်အာကျွန်တော်တို့မှာအာကျွန်တော်တို့အလှဲ့ဒီအလှဲ့ကကျွန်တော်တို့တတ်တတ်မဲ့အလှဲ့အသူတတ်တတ်မဲ့အလှဲ့နဲ့အဲ့လိုမျိုးအညင်းပွားမှုတွေဖြစ်ကြရပေါ့တယောက်နဲ့တယောက်အဲကျွန်တော်တို့ဒီအကြမ်းဖက်စစ်ကောင်စီဗတ်တဲ့မဲ့ကြတော့စစ်တိုက်ဖို့အတွက်ကိုနောက်ကနေရောဖိအားတွေပေးပြီးတော့တွန်းနေရတာ ျွန်တော်စီမှာကျတော့အဲ့လိုမျိုးမဟုတ်ဘူးကျွန်တော်စီမှာကျတော့ကလေးတွေကစစ်တိုက်ဖို့အတွက်ကိုသူတို့စိတ်တွေကကိုအလိုလိုစစ်တိုက်ရှင်တဲ့စိတ်တွေပေါ်နေကြတယ်ပြီးတော့တော်လည်းကိုအမြန်ပြီးကျင်ကြတဲ့စိတ်တွေပေါ်နေကြတယ်အဲ့တော့တကယ်လိုအပ်ချက်ရှိနေတာကျွန်တော်ကမ်းပေါ့နော်အဲကျွန်တော်စီမှာဆိုလို့ရှိရင်ကျွန်တော်တက်ရင်မှာဆိုလို့ရှိရင်အမျိုးသမီးစစ်တီတော်တွေလည်းအများကြီးရှိပါတယ်မျိုးသမီးစစ်တီတော်တွေကလည်းကျွန်တော်တိုက်ပွဲတွေ့ကြုံလဲအရှိုးသောမျိုးသမီးမျိုးသမီးတွေမှာတော်တော်များများရှိကြပါတယ်။အဲဒီလိုလဲဆိုလို့ရှိရင် အရင်ရင်တွေကကျွန်တော်တို့ဒီတရေ600မတိုင်ခင်တည်းကနေရောကျွန်တော်တို့ဟိုတန်းနဲ့ဆွဲကင်ပြီးတော့ဒေါ်လာရေးစာတွေကနေတိုက်လာကြတဲ့အချိန်မှာမြို့သမီးစစ်တီအမြောက်များဟာလည်းရရလက်နက်ကိုဆွဲကင်ပြီးတူမီလေးတွေကတ်တနက်ကလေးတွေနဲ့ပေါ့နော်အဲယောက်ျားလေးနဲ့ဒုလူပေါက်ပတ်လိုက်ပြီးတိုက်ခိုက်ကြတဲ့မြို့သမီးတွေလည်းရှိပါတယ်အဲတော့ကျွန်တော်တို့မှာလိုအပ်ချက်ရှိနေတဲ့အဲကမ်းပါဝါလေးကိုပြည်သူတွေအနေနဲ့ဖြည့်ဆည်းပေးစေခြင်းနဲ့ပေါ့ဘာဖြစ်လို့လဲဆိုရင်ကျွန်တော်တို့ကလည်းဘာဖြစ်လို့ပြည်သူတွေကိုပဲအားကိုးရတာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကိုယ်တိုင်က ပြည်သူသာအမိပြည်သူသာအဖပြည်တယ်ဆိုတော့ဒါကဒီကျွန်တော်တို့လက်ရှိမှာလဲပေါ့နော်ဒါနေပြီးတော့ PDF တိုင်ရင်838ကဒါပြောမယ်ဆိုဦးစီးပြီးတော့မှာပေါ့နော်ဒါတို့ညီကိုရော်တွေပေါ့နေပြီးတော့မှာအများကြီးပါပဲဆိုတော့ဒီတိုင်ရင်တက်ဖွဲ့တွေပေါင်းပြီးတော့မှာဒါလက်ရှိမှာဒါကျွန်တော်တို့ operation set down campaign လေးလုပ်နေတယ်ပေါ့နော်အဲ့တော့ဒီဒီ campaign လေးမှာလည်းမိသားစုတွေအနေနဲ့ပါဝင်ပြီးတော့မှ6ပတ်လိုတာမျိုးပို့ကျွန်တော် platter ကြီးကတောင်းဆိုခြင်းနဲ့ ။ဘာကြောင့်လဲဆိုတော့လက်ဒါအခုချိန်အထိကိုလက်နဲ့အင်အားမပြည့်စုံတဲ့မိသားစုတွေရှိတယ်။ကျွန်တော်ရဲဘော်ဘွားမှာကိုဒီအကိုပြောခဲ့တယ်လို့မျိုးပဲပြောမှဆိုရင်လက်နဲ့ကိုအချင်းအပြောင်းလေးနဲ့ပေါ့နော်။အလဲအပြောင်းနဲ့သွားနေရတဲ့အဥ္စာမျိုးလေးရှိတယ်။အခုချိန်အထိကိုမြေပြင်မှာရှိနေတော့မှာပဲ။ဟိုဒီပထမတိုက်ပွဲမှာကျွန်တော်တို့ပါသွားရဆိုဒုတိယတိုက်ပွဲကျရင်ကျွန်တော်တို့မပါတော့ဘာကြောင့်လဲလက်နဲ့မပြည့်စုံလို့ဆရာတွေကလည်းလက်နဲ့မပါဘူးဆိုရင်ဟိုကိုရဲဘော်လက်နဲ့မစင်ပေးနိုင်အောင်မပေးနိုင်အောင်ဆိုရင်မခေါ်ခြင်းမခေါ်ခြင်းဆိုတာအသက်အန္တရာယ်ဖြစ်မှာဆိုလို့အဲ့လိုမျိုးဆိုရင်ကျွန်တော်တို့မှလည်းတအားထောသားထွက်ရတယ် ဆိုပြောချင်တာကဘာလဲဆိုတော့မပြည့်စုံတဲ့သူတွေရှိသေးတယ်ပြည့်စုံတဲ့နေရာတွေကိုဟိုဘယ်လိုပြောမလဲကျွန်တော်တို့အာလှုပ်ပေးနေတာထက်မပြည့်စုံသေးပဲနဲ့တကယ်ကိုလုံးလုံးနေတဲ့အဖွဲ့အစည်းတွေကိုလည်းအဓိကထားပြီးတော့မှဒါလှူဒန်းပေးဖို့အတွက်ကိုမိသားစုတွေကိုကျွန်တော်ပလာတာကြီးအတိုက်တွန်းချင်တယ်ပေါ့နော်ဟုတ်ကဲ့ပါဆိုတော့နောက်ထပ် video file လေးတစ်ခုကြည့်အောင်ပါဒါကတော့ဒီကိုမာဝီပေါ့နော်ကိုမာဝီကဒီကျွန်တော်တို့ဒီလက်ရှိထိုင်းနိုင်ငံမှာရှိတဲ့ကယင်ဒီဒီကူပွဲမှာပေါ့နော်ဒါသူသူအနေနဲ့တော်လန်စကားတွေပြောသွားပါတယ်ဒါလေးကိုကျွန်တော်တို့အားလုံးအတူတူနားထောင်ကြည့်အောင်ပါ တို့အားလုံးကတာဝန်ရှိတယ်ကျွန်တော်တို့တွန်းရမယ်ကျွန်တော်တို့အရင်ဆုံးဒီစစ်နှိပ်စာတွေကိုကျွန်တော်တို့တွေတွန်းလာနိုင်ဖို့ရဖက်အလဲထုံးနိုင်ဖို့ရဖက်ကျွန်တော်ဆက်ကြိုးစားမယ်ဒီနေ့ထိညပြင်ချိန်တွေမှာဆိုလို့ရှိရင်စစ်ကောင်စီကဖလူဆိုဆက်ဒီအကြောင်းပြုသူရဲ့စစ်ရဲခါကားတွေအများရောက်သွားပြီဖြစ်တယ်တိလေးလုံးမစခင်ချိန်တွေကိုပြန်ရောက်သွားတဲ့ချိန်တွေမျိုးဖြစ်တယ်ကျွန်တော်တို့အများကြီးပြန်လှုပ်လှုပ်ပြီးတော့မှပြန်တိုက်ရမယ့်ချိန်တွေမျိုးရှိတယ် အဲ့တော့ဒီမှာရောက်နေတဲ့ကျွန်တော်တို့ငွေတွေလည်းအခြေခံရှိမယ်ခွင့်ရတာပေးမယ်ဆိုရင်တော့ကျွန်တော်နဲ့အတူတူပြန်လာပြီးတော့မှတိုက်ခိုက်ဖို့ရတဲ့အောင်ပွဲတွေအတူတူခံဖို့ရတဲ့ကျွန်တော်ပြန်ဖိတ်ခေါ်တော့ဒီဘက်မှာရောက်နေပြီးတော့မှ new normal မဖြစ်သွားခိုင်းစီရှင် new normal ဆိုတဲ့အဓိပ္ပာယ်အချို့တိကျမှန်တယ် ကိုယ့်ရဲ့အိမ်မှာဘလောက်ပဲဘုံကျဲနေဘုံကျဲနေဒီမှာဘုံမကျဲတော့ဒီမှာအေးစင်းနေတဲ့နေထိုင်တက်သွားတဲ့အမျိုးကိုပြောတာဖြစ်တယ်။ COVID-19 တုန်းက new normal ရှိတယ်။မျက်နှာမျက်နှာဖုံးတက်တာတော့လက်ဆေးတာတို့ကနေ့တိုင်းလောက်ရတယ်။အဲ့ဒါနေ့တိုင်းလောက်တဲ့အခါမှာကိုယ့်ရဲ့ဘဝရဲ့နေ့စဉ်လောက်တဲ့အလုပ်မျိုးဖြစ်သွားပြီးတော့ပုံမှန်လိုဖြစ်သွားတယ်။အဲ့လိုပဲပေါ့နော်။ကျွန်တော်တို့အခုချိန်မှာလည်းကျွန်တော်တို့ဒေသမှာအခက်အခဲတွေအများကြီးကြုံနေတယ်။ကျွန်တော်တို့အိမ်မှာအခက်အခဲအများကြီးကြုံနေတယ်။ဒီဟာတွေကိုမမေ့ဖို့ new normal မဖြစ်သွားဖို့အမြဲတမ်း ကျွန်တော်ရင်မက်တမခေါင်းထဲမှာတော်လည်းရေးစိတ်တတ်နေအများအားရှိပြီးတော့မှဒီခီးကိုသွားနိုင်ဖို့ရတဲ့ကျွန်တော်ဒီနေ့တိုက်တွန်းလို့ပါနောက်ဆုံးအနေနဲ့ကတော့ဒီနေ့ဒီမှာရှိတဲ့ဒီဝဲကိုချစ်ပါပေးတဲ့သူတွေအားလုံးကျေးဇူးတင်ကျွန်တော်ရင်ဒီကကျွန်တော်တို့အသေးစိတ်ချင်းကျွန်တော်တို့ကရှင်အောင်နေဖို့လိုတယ်ကျွန်တော်ရင်ဒီကကျွန်တော်တို့ရဲ့ရိုးရသလေးတွေကိုခက်စီးချင်တယ်မချစ်ချင်ပါဖွင့်မပေးချင်ကျွန်တော်တို့ရအောင်ချစ်ပါရမယ်ကျွန်တော်တို့တချင်းပေးမဆိုချင်ကျွန်တော်တို့တချင်းနေဆိုရမယ်ကျွန်တော်တို့ စာမတင်နိုင်အောင်စာတင်ကြောင်းတွေဘုံကျဲတယ်ကျွန်တော်ရအောင်စာတင်ရမယ်စီယုံတွေဘုံကျဲတယ်ရအောင်ကျွန်တော်ဈေးပူရမယ်ကျွန်တော်တာကတော်လည်းရေးပဲဖြစ်တယ်ဒါကြောင့်မလို့ဒီနေ့ဒီလိုခန္ဓာမျိုးချင်းပါပြီးတဲ့ကော်မတီတွေအားလုံးအာသူပဲကျေးဇူးတင်တယ်တယောက်ပဲပြီးတော့စကားပြောပဲပြီးတော့ကျေးဇူးတင်ပါတယ်အဲ့တော့ကျွန်တော်တို့အားလုံးနိုင်မှရမယ်ကျွန်တော်တို့အားလုံးအိမ်ပြန်ကြမယ်ကျွန်တော်တို့အိမ်ပြန်နိုင်တဲ့တနေ့ကကျွန်တော်တို့မေးမယ် ျွန်တော်တို့ဒီမှာစင်စင်ရဲနေရတာကိုကျွန်တော်သိတယ်တချို့သောလူတွေတချို့သောအလုပ်ခွင်တွေကျွန်တော်လက်ကြည့်ဘူးတယ်အင်တာတတလေးခံတယ်မှာသူတည်းနောက်တော့ပူလောင်နေတဲ့နေရာမျိုးမှာနေဝညာနေပြီးတော့မှရုပ်ကံလှူရှားနေရတယ်အဲ့ဒါတွေအားလုံးကကျွန်တော်တို့ရဲ့အိမ်ဆိုတဲ့ခြေနေပြောင်းနေလို့ဖြစ်တယ်အဲ့တော့ဒီနေ့မှာကျွန်တော်တို့အိမ်ပြန်ကြအောင်အားလုံးကျေးဇူးတင်ပါတယ် ဲ့ပါဆရော်ဒါကိုမာဝေဖြစ်ပါတယ်လူလူကိုချစ်တဲ့ခေါင်းဆောင်တက်တယ်မလားခေါင်းဆောင်ကိုချစ်တဲ့လူလူပြောမယ်ဆိုတာကရင်နီလူလူပေါ့ပြောမယ်ဆိုရင်လက်ရှိချိန်ဒီကုမာလေကိုမာဝေရဲ့ကြိုးစားအားထုတ်မှုကိုမာဝေနဲ့ပေါင်းပြီးတော့မှ GMDF ဖလာကျွန်တော် SSMDF တို့အစရှိသဖြင့်ဒါလက်ရှိကရင်နီပြည်မှာတိုက်ပွဲဝင်နေကြတဲ့ညီကိုလေးရဲ့ကြိုးစားအားထုတ်မှုကျွန်တော်အမြဲ appreciate လုပ်ပါတယ်အမြဲတမ်းလေးလေးစားအားကြအထုယူနေပါတယ်ဆိုတော့ဒါ ကိုမဝေလည်းရှေ့ဆက်ပြီးတော့မှတော်လိုင်းလုပ်ငန်းစဉ်တွေအများကြီးဆက်ပြီးတော့မှလုပ်နိုင်ပါစေလို့ပလာတာကြီးကဘာမှမဆိုရင်ဆူတောင်းပေးပါတယ်အဲ့တော့နောက်တစ်ပြီဖိုင်လေးတစ်ခုကြည့်အောင်ပါဒါကတော့ဒါကျွန်တော်ကဂုံပြူကျင်တာပါဒါကဘာလဲဆိုတော့ဒီ latest CDM ပေါ့နော်တက်ချက်ဒါကျွန်တော်တို့ဥထုံးဟန်ပေါ့နော်တက်ချက်ဥထုံးဟန်ရဲ့သူ့ရဲ့တော်လန်ခီးချမ်းလေးကိုကျွန်တော်အားလုံးအတူတူနားထောင်ကြည့်အောင်ပါထုံးဟန်ပါကိုပိုင်နံပါတ်က၄2093တက်ချက်တက်ချက်တယောက်ပါ လင်းထုတ်လို့ပြင်ဆင်ဌာနချုပ်မင်္ဂလာတော်မှာတာဝန်ကျခဲ့ပါတယ်။음ခဲရောက်တာ2000 2003အဲ့2003နော်အချိန်တုန်းကစတဲဝင်တဲ့အချိန်ကဆိုရှယ်မီဒီယာတို့ဘာလို့ဆိုတာလဲမရှိသေးဘူးဟုတ်တယ်မရှိသေးဘူးဟိုမင်းဖုန်းကြီးမင်းဖုန်းကြီးကိုလေကိုကဟိုမကွာကြသေးဘူးဟုတ်တယ်ဟုတ်တယ်မသိသေးဘူးဘာလို့ပေါ်လာပြီးတော့နောက်ပိုင်းမှာအာ တမိုင်းရဲ့နောက်ကြောင်းကိုပြန်ပြီးအင်းဒီနေရာမှာလဲသူတို့မမမပေးခဲ့ဘူးနော်သူနဲ့နေတဲ့လူတွေကိုလည်းလေတာအန်ဒီကိုပဲမဲပေးဖို့စီယုံခဲ့တယ်အော်အဲ့လိုကြီးကြတယ်ဒီမိုကရေစီဆိုတော့တော့လွတ်လပ်တယ်ဟုတ်တယ်မျှတတယ်မှန်နေအခုကြောက်နေရတယ်ဆိုတော့ကျွန်တော်ကလွတ်လပ်မှုမဟုတ်ဘူးဟုတ်တယ်အာနာရှင်ကိုအဆုံးထိဆက်ပြီးတော့စီဒီအန်လုပ်မယ်ရတဲ့နေရာအနေရော ရတယ်လို့ထောက်ပံ့တော်လှန်မယ်ပေါ့။အင်း။ဒါသိလိုက်တဲ့ချိန်မှာကျွန်တော်တို့ကဟိုပင်စင်နေရဟိုလစာတွေအကုန်လုံးကဗန်စာအုပ်တွေအကုန်လုံးထားခဲ့ရတယ်။တချမ်းပေါ့နော်။ဘဝရဲ့တစိတ်တည်းတားကိုကျွန်တော်တို့ကဟိုပေးခဲ့တယ်။အဲ့တော့ဘဝဟိုဟိုဘက်မှာကြံခဲ့တယ်တချမ်း။ကြံခဲ့တဲ့ချိန်မှာဒီဘက်မှာဟိုလုံမယ်ငါတို့လုံမယ်ငါတို့ရက်တည်မယ်ငါတို့ဆက်ရှောက်မယ်ပေါ့နော်။ဒီလိုစိတ်နဲ့ပဲ။ ကိုကိုကိုအားပေးနေဆက်သွားဖြစ်တယ်ပေါ့လောက်ဖြစ်တယ်อืมစိတ်ချမ်းသာတယ်ပေါ့ဒီကိုလောက်ရပါမှာကိုလောက်ရစိတ်ကြည်နေမှုရှိတယ်စီရန်လုတ်ပြီးတဲ့နောက်ပိုင်းမှာအခက်ခဲဆုံးဆိုတဲ့အရာရောမရှိပါဘူးအဒီဘက်မှာကရင်ပတ်တူတွေများတယ်အခက်ခဲကိုတူတူမျှော်ရဖြည့်ရှင်းကြတယ်อืมဒါသူ့လိုတကယ်ညီစုံမောင်တို့မှရင်းချတယ်စေတနာအပြည့်နဲ့မြတ်တာအပြည့်နဲ့ထောင်းလို့ညားတယ် ကိုကိုတိုင်းလည်းဆုံးမချက်လည်းခိုင်ပါတယ်ရောက်အောင်လုပ်မယ်ရောက်အောင်ရှင်းတမ်းမယ်ရောက်အောင်တောင်းမယ်ဆိုတဲ့အရာတစ်ခုရှိတဲ့အတွက်အားလုံးကအဆင်ပြေတယ်ပေါ့ဒေါ်လာရေးအောင်မြင်မယ်လို့တကယ်ယုံကြည်တယ်ပေါ့နော်ယုံကြည်လို့လည်းဟိုနောက်မဆုတ်တာပေါ့อืมလူချင်းဆုံးဖြစ်ချင်းဆုံးစိတ်ဆန္ဒတစ်ခုပြောပါဆိုရင်เนาะဒီစစ်အာဏာရှင်ကြဆုံးဖို့ပဲအဲ့စစ်အာဏာရှင်ကြဆုံးသွားရင်ကိုနိုင်ငံကိုကိုပြန်မယ်ကိုရက်ရွာကိုကိုပြန်မယ် mm ဆိုတော့ဒါတွေကကျွန်တော်တို့ရဲ့တော်လန်ပြည်သူလူထုရဲ့ရည်နောက်ဆုံးရည်ချက်ကဒါပါပဲကျွန်တော်တို့မှာနေရာယူခြင်းစိတ်လည်းမရှိပါဘူးကျွန်တော်တို့ဒီဝယ်ပြင်အိမ်ပြန်မယ်ဒီလိုလူတွေပါပဲဆိုတော့ဒီဆရာကြီးကဒီတက်ချက်ပေါ့နော်ဒါ latest CDN တက်ချက်ဦးထွန်းဟန်ကပထမဦးဆုံးအစောဆုံးသော latest CDN ဖြစ်ပါတယ်နော် latest CDN ဖြစ်ပါတယ်ခင်ဗျာ2003ဆိုတော့စဉ်းစားကြည့်ပေါ့ဗျာအစောဟိုသူသူသူ့ရဲ့အသက်အရွယ်ပိုင်းခြားနဲ့သူဆိုရင်မြေပြင်မှာလည်းတာဝန်ထမ်းဆောင်ခဲ့တဲ့သူပါ ပြောပြောမယ်ဆိုရင်အသက်အရွယ်တစ်ခုရာသူဒီမှာလာပြီးတော့မှဒီဘက်တစ်ဖက်နိုင်ငံမှာခွန်လွန်ရရဆိုပေမဲ့ဒေါ်လာရင်းနဲ့ပတ်သက်ပြီးတော့မှလည်းသူသွေးမအေးဘူးလောက်ဆက်ချင်လည်းလုပ်တယ်သူရဲ့ဝမ်းစာရေးအတွက်လည်းသူစူးစမ်းပြီးတော့မှသူဒါအလုပ်လုပ်ရင်းနဲ့မှရက်တည်နေရပေါ့နော်အဲ့တော့ဒီလိုလေးစားကြောက်ကောင်းတဲ့သူတွေကိုကျွန်တော်ကသူရဲ့ဗီဒီယိုဖိုင်လေးနဲ့အတူတူမိသားစုတွေလည်းသိစေဖို့ရန်အတွက်တော်လန်သူရဲ့ကောင်းတယောက်အနေနဲ့ဂွန်ပြူတင်ဆက်ပေးရတာဖြစ်ပါတယ်ဆိုတော့နောက်တစ်ဗီဒီယိုဖိုင်တစ်ခုကြည့်အောင်ပါဒါကတော့ရခိုင်ပြည်နယ်နော်လက်ရှိချိန်မှာရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့မှ ဒါမင်းအွန်လိုင်းတို့လုတ်ပုံတွေဘာတွေမှားနေတယ်လဲဆိုတာကိုအရကတတော် AA စေဦးစီချောဗိုလ်ချုပ်ထွန်းမြတ်နိုင်ကဒီလိုလေးပြောပြလာပါတယ်အားထောင်ကြည့်အောင်တကယ်ဒီစီပတိပခနိုင်ငံရေးအချက်တဲကိုနိမ့်မလက်မှန်အဖြစ်ရှာဖို့ဆိုရင်ဒါနိုင်ငံရေးလမ်းကြောင်းကအကောင်းဆုံးပါပဲသို့တော့ဒီလမ်းကြောင်းကိုရွေးဖို့အတွက်အခြေခံမူနဲ့လှုပ်ဆောင်တဲ့ပုံစံကတော့မှန်ကန်ဖို့လိုတာပေါ့အခြေခံမူဆိုတာကတော့ တကက်ပြည်သူတွေအကုန်လုံးအတွက်တိုင်းပြည်အတွက်ဒီငင်းချမ်းတဲ့နိုင်ငံရေးထပ်ပတ်ကိုကျွန်တော်ရှာမယ်။လုတ်တဲ့ဒီလုတ်ကိုအကောင့်ထဲပေါ်တဲ့အချိန်မှလည်းပဲတကက်ပါဝင်တင့်ပါဝင်ထိုက်တဲ့လူတွေကိုပါဝင်မှပြည်သူအများလက်ခံအောင်လုပ်မယ်ဆိုရင်ဒါကမှန်ကန်ပါတို့တော့ပါဝင်တင့်ပါဝင်ထိုက်တဲ့လူတွေကိုဘေးဖယ်ထားပြီးမှကိုကိုစိတ်ကြိုက်ပုံစံမျိုးချပြီးလုပ်တဲ့ဟာကြတော့သူ့ရဲ့ legitimacy အတွက်သူ့ ဒါမတမာသောနိလက်နဲ့အဲဒီဒီထွက်ပေါက်ကိုအတုံးချတာပဲလို့ပြောလို့ရပါတယ်ကျွန်တော်တို့ကတော့ဒီရွေးကောက်ပွဲကိုလုံးဝ reject လုပ်တယ်ဆိုပြီးမှပြောလိုက်ရင်ဒါကရန်သူမို့လို့အတိုက်ခံမို့လို့လုပ်တယ်ဆိုပြီးမှဖြစ်မှာသို့သောကျွန်တော်တို့ကဖြစ်တင်တာကဒီလိုဖြစ်တယ်ဖြစ်နေတာကဒီလိုဖြစ်တယ်ဒါကြောင့်ဒီဟာဟာမယုံကြည်အပ်ဘူးပေါ့အဲကျွန်တော်တို့စီမှာရွေးကောက်ပွဲကိုခွင့်ပြုမှလားမပြုမှလားဆိုတာကတကယ်ဆိုရင်မေးเสียလည်းမလိုဘူးဖြေเสียလည်းမလိုဘူးပေါ့ဘာဖြစ်လို့ဆိုတော့ သူလုံးလုံးမမရဘူးအဲ့လိုပဲပြောရပါနဲ့ဒီရွေးကောက်ပွဲကို the only in game လာပါလေခုနပြောတဲ့ဟာမျိုးပေါ့ the only game in town အဲ the only game in town ပေါ့အဲ့လိုမျိုးမြင်တဲ့အမြင်အဲ့လိုမျိုးမျက်မှန်ကိုတက်ပြီးမှကြည့်နေတဲ့လူတွေကမျက်မှန်စိမ့်ပေါ့အဲ့ဘောဘောမျက်မှန်စိမ့်တက်ပြီးကြည့်နေတဲ့လူတွေကဒီမြင်ခွင့်မြင်ပါပဲသို့တော့ကျွန်တော်တို့စောစောပြောခဲ့လို့ပဲတကယ်မှန်မှန်ကန်ကန်လုပ်မယ်ဆိုရင် သူလူထုရဲ့ယုံကြည်မှုကိုရဖို့အတွက်ဥမာပြားအသက်80ကျော်နေတောင်ဆန်းစုကြည်ကိုလွတ်ပေးလိုက်ပေါ့တဘောကသူ့ရဲ့ဟိုလွတ်ပေးတဲ့လူကိုလွတ်ပေးမှယုံကြည်ချက်ဆိုတဲ့ဟာကြီးကိုမရရင်တောင်မှလူအမြင်မှာတင့်နေတဲ့ဟာတွေသူလုတ်တင်ပါတယ်ဟုတ်တယ်ပြီးမှဟို NLD ပါတီဆိုတာမြန်မာနိုင်ငံရဲ့အကြီးဆုံးနိုင်ငံရေးပါတီပဲ NLD အစိုးရလက်ထက်မှာကျွန်တော်တို့ ਨੇ on easy religion ပေါ့နော် အာဒီမတက်မတာဒါအနေထားတွေရှိခဲ့တယ်ဒါစစ်တိုက်နေတဲ့အနေထားဆိုတော့ဒါပြောလို့ဒါတဘာဝပဲလေဒါတော့ဒါတပိုင်းသို့တော့နိုင်ငံရဲ့အကျိုးအတွက်ဒါအရှိတရားကိုလုတ်တင်တဲ့ဟာကိုလုတ်မယ်ဆိုရင်ကြိုက်တယ်မကြိုက်တယ်ဆိုတာလည်းလုတ်တင်တဲ့ဟာကိုလုတ်ရမှာပဲဆိုတော့ဒါဟာဒီကောင် तू မလုတ်နိုင်ပဲနဲ့ဘယ်လိုလုတ်ပြီးမှဒီဟာကိုလူထုယုံကြည်မှုနဲ့အဲဒီလူအများရဲ့အတိမတ်ပြမှုကို तू ရနိုင်တယ်အေးနော်အကျိုးစီးပွားချင်းတူတဲ့လူတွေကတော့ဒီအရာကို လောင်းကြမှာပေါ့ဗျာနော်อืมဆိုတော့အမေစုကိုလိုပေးလိုက်တော့ဒီစစ်တက်ကြီးကိုပြည်သူကယုံကြည်မှုပြန်ရသွားမယ်လို့ထင်လားကျွန်တော်တို့မထင်ဘူးတော့ဒီကောင်တွေဘွားကသွားပြီဒီကောင်တွေဘွားကလုံးဝဟိုလိုပြောမယ်ကျွန်တော်ရှမ်းရှမ်းတောက်ဆုံဆုံပြုတ်သွားပြီဒီကောင်တွေဘွားကဘာမှတုံ့ဆာမရတော့ပြည်သူရဲ့ဘာယုံကြည်ချက်မှမရနိုင်တော့ဟိုဒါကြောင့်မို့လို့လေပြည်သူယုံနဲ့ပြည်သူမုံနဲ့ချင်ဘတ်တပ်မတော်ကြီးဖြစ်နေတာလေဗျာမင်းဘလောက်ပဲတရားမျှတပါတယ်ပဲပြောပြောရွေးကောက်ဝဲပဲလုပ်ပါတယ်ပြောပြောပြည်သူအယုံကြည်မရှိတာတော့အမှန်ပါပဲ ရခိုင်မှာလည်းရွေးကောက်ပွဲလုပ်ဖို့အတွက်ဘလို့မှအသင့်တော်တဲ့အခြေအနေမဟုတ်တာကိုလည်းအရကတတော် AA စေဦးစီချုပ်ဘိုးချုပ်ထွန်းမြတ်နဲ့ပြောခဲ့တာဖြစ်ပါတယ်။ဆောက်ချေးသမီးအိုက်တမ်ပါတယ်။နောက်တစ်ခါမှပြန်ဆိုတွေ့ပါမယ်။ Plata Reblog YouTube Channel ကိုကြည့်ရှုအားပေးကြတဲ့ဒေါ်လာများများအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့တလုံးတဝပြည့်ဝနိုင်ကြပါစေဗျာ။